မင်္ဂလာမနက်ခင်းပါ2025ခုနှစ်မေလ29ရက်နေ့ Radio Energy မနက်ခင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်ကျွန်မကတော့ຫນွေဦးမှပါပြမအောင်ဆုံးတင်ပြပေးမယ့်သတင်းကတော့စိတ်ချလုံခြုံသောစေယုံများတိဆောက်နိုင်ရေးပြည်သူလူထုပါဝင်ကူညီရန်ဦးမင်းကိုနိုင်တိုက်တွန်းတဲ့သတင်းကြောင်းရပဲဖြစ်ပါတယ်တတိုင်းပြည်လုံးတိုင်းတာဖြင့်ထိုးစစ်များဆင်နွှဲရန်ပြင်ဆင်နေသည့်အခြေအနေတွေစိတ်ချရသောစေယုံစေကံများလိုအပ်မှုကိုဖြည့်ဆည်းပေးရန်အတွက် ပြည်သူလူထုပါဝင်ကူညီရန်ဦးမင်းကိုနိုင်ကတိုက်တွန်းပြောကြားလိုက်ပါတယ်။ဖက်စစ်တပ်ကဖက်စစ်အပြုမူတိုင်းရိုင်းရိုင်းဆိုင်ဆိုင်ဈေးရုံတွေဈေးကန်းတွေစာတင်ကျောင်းတွေရပ်ဘက်ပြင်မှတ်တွေကိုတဲတဲမဲမဲလေးချောင်းကတိုက်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့တိုက်ပွဲဝင်မဲ့ရဲဘော်တွေပါဝင်ပြည်သူလူထုရောအဲ့ဒီကျမ်းမာရေးဖြင့်တကယ်အရေးပေါ်တိုက်ပွဲတွေမှာဖြစ်လာရင်ကျွန်တော်တို့ကိုရိကြုံခဲ့ကြရတာပေါ့နော်။အများကြီးလက်ကြုံမှုကြပါတယ်။ဒါကပါလဲဆိုတော့ဈေးကူပေးမဲ့နေရာရောက်တဲ့ကြတဲ့အခါမှာအခက်အခဲတွေရှိတဲ့အခါ ကြံ့ကြာခဲ့ရင်မဖြစ်တင်တာတွေမဆုံးရှုံးတင်တာတွေဆုံးရှုံးရပါတယ်။မင်းကဆိုရင်လည်းအဲ့လိုပဲရဲဘော်တယောက်တော်တော်နစ်နာတာပေါ့ဒီလိုကုသရေးကိုအချိန်မီမရောက်နိုင်တဲ့အခါအဲ့တော့ကျွန်တော်တို့ရွေးရှားစည်းကမ်းတွေလည်းလိုအပ်တယ်။ဒါပေမဲ့အားလုံးဟာစိတ်ချလုံခြုံတဲ့စည်းကမ်းမျိုးစိတ်ယုံမျိုးဖြစ်ဖို့လိုပါတယ်။အဲ့ဒီအတွက်ကတော့ဗန္နာရေးလိုအပ်ချက်ရှိတယ်ပေါ့ဒါပါပဲ။အဲ့ဒီအတွက်တော့ပြည်သူလူထုတွေကူကြရပါလိမ့်မယ်လို့ဦးမင်းကိုနိုင်ကပြောပါတယ်။ဆက်လက်၍စိတ်ကုသရေးအတွက်ကျွန်မရဲ့စီရင်ပညာရှင်များနဲ့ လေ့ကျင့်သင်ကြားပြီးသူများပါဝင်လူသားအရင်းမြစ်များအပြည့်အဝရှိတော့လဲလိုအပ်နေဒီမှာစိတ်ချရသောစေကူတာရေးနေရာများဖြစ်ကြောင်းလေကြောင်းတိုက်ခတ်မှုတံကိုပါခဏရင်ရှိသောစေယုံစည်းကမ်းများကိုတိဆောက်ရန်ဗနာရေးရပတ်မိုးမှုများလိုအပ်လျက်ရှိကြောင်းတော်လင်းရေးသည့်ပြည်သူလူထု၏အားနှင့်သာအောင်မြင်မည်ဖြစ်သဖြင့်ဤလိုအပ်ချက်အတွက်ပြည်သူလူထုအားဝိုင်းဝန်းပါဝင်ကူညီပေးရန်တောင်းဆိုကြောင်းထပ်လောင်းပြောကြားခဲ့ပါသည်ဤလိုအပ်ချက်များကိုဖြည့်ဆည်းရန်မြို့သားညီညွတ်ရေးအစိုးရ NUG ဂျမိုင်းဝန်ကြီးဌာနမှာ Safe Hospital Safe Healthcare Fundraising Campaign ကိုစတင်လိုက်ပြီးဖြစ်ပြီးဆိုပါ campaign သည်မြန်မာနိုင်ငံတွင်ဘေးကင်းလုံခြုံသောကျန်းမာရေးဆောင်ရှားမှုများရရှိရေးနှင့်နေဆောင်တက်ခတ်မှုဒဏ်ခံနိုင်သော စေယုံများတိစောက်နိုင်ရေးအတွက်ရည်ရွယ်ထားသော campaign ကလာသည်မေလ24ရက်မှဇွန်လ30ရက်ထိဖြစ်ပြီးဟီမန်ဗန်နာရေးပမာဏမှာအမေရိကန်ဒေါ်လာ၄သိန်းဖြစ်တယ်လို့သိရပါတယ်ရှင်။ ဆက်လက်တင်ပြပေးမယ့်သတင်းကတော့ဆွီဒင်နိုင်ငံနေဖြစ်မြန်မာစစ်တပ်လေးဆောင်တိုက်ခိုက်မှုကြောင့်သေဆုံးသူများ၏မိသားစုဝင်များအတွက်ထူးဝဲနေဆောင် ထုတ်ပြန်ကြေညာတဲ့သတင်းဖြစ်ပါတယ်။ဆွီဒင်နိုင်ငံနေနဲ့စကိုင်းမကွေးမန္တလေးပဲခူးရခိုင်ချင်းနဲ့မြန်မာနိုင်ငံရှိအခြားတိုင်းဒေသကြီးများနဲ့ပြည်နယ်များမှာစစ်တပ်ရဲ့လေဆောင်တိုက်ခိုက်မှုကြောင့်သေဆုံးသူများ၏မိသားစုဝင်များအတွက်အထူးဝဲနေရတယ်လို့မေလ28ရက်နေ့မှာဆွီဒင်တန်ယုံရန်ကုန်ကကြေညာပါတယ်။ စစ်ကောင်စီကိုရိုင်းစင်ညာထသောအပြစ်ခတ်ရစဲရေးကိုချုပ်ဖောက်ပြီးစာတင်ကြောင်းများစေယုံများနဲ့ဘာသာရေးဆောင်းဟုံများပါဝင်ရတားပြည်သူများကိုစစ်တပ်ကလေကြောင်းမှနေစဉ်မိဘတိုက်ခိုက်မှုစီရင်ခံစာများနဲ့ပတ်သက်၍အလွန်စိုးရိမ်ပါတယ်လို့ဖော်ပြပါဗျ။ရတားပြည်သူများအထူးသဖြင့်အပြစ်မဲ့ကလေးများကိုတိုက်ခိုက်ခြင်းသည်ဆေးရဆွေးမှုဖြစ်ပြီးဆွေးနွေးနိုင်ငံသည့်နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေကိုအမြဲကာကွယ်ပေးမည်ဖြစ်သောကြောင့်မြန်မာပြည်သူများနဲ့အတူရပ်တည်သွားမယ်လို့ဆိုပါတယ်ရှင်။ အာဆီယံက၎င်းတို့ရဲ့မအောင်မြင်တဲ့ပုံသဘောထား၅ရပ်ကိုဆက်လက်အမွန်းတင်နေပြီးအာဆီယံရဲ့ကြံ့ရပါကယတားပြည်သူများကိုတက်ဖြတ်နေလို့ GFN ဆိုတဲ့သတင်းကိုဆက်လက်တင်ပြပေးပါမယ်။ပြည်ရဲ့ကြီးညာပြည်ယတားပြည်သူတွေပေါ့လေးချောင်းတိုက်ခိုက်မှုအမြောက်လက်နက်ကြီးပစ်ခတ်မှုတွေတိုးမြင့်လှုံ့ဆော်လာတဲ့စီယုစုရဲ့မိဂါမတ်တပြည်ရဲ့ကြီးညာချက်ကိုအာဆီယံကချီးကျူးထောက်ပံ့ပြုကြောင်းအာဆီယံက၎င်းတို့ရဲ့မအောင်မြင်တဲ့ပုံသဘောထား၅ရပ်ကိုဆက်လက်အမွန်းတင်နေကြောင်း မေလ28ရက်မှာ Justice for Myanmar ကအတည်ပြုဖော်ပြပါတယ်ဒီပုံသဘောရ9ရက်ကဘာမှအလုံးမဖြစ်ခဲ့ရုံသာမကထိရောက်တဲ့နိုင်ငံတကာအရေးယူဆောင်ရွက်မှုမှန်သမျှကိုဟန်တားခဲ့ပြီးစူလိုက်ပြုံလိုက်တပ်ဖြတ်မှုတွေဆက်လက်လုံဆောင်ဖို့စီအုပ်စုကိုကာဝယ်ပေးထားခဲ့ပါတယ်လို့ဖော်ပြပါတယ်အချိန်ထဲမှာအာဆီယံဖွဲ့ဝင်နိုင်ငံတွေနဲ့ corporation တွေကစူပါရက်ဆက်ကြံကြုတ်မှုကြီးများအားကျူးလွန်သူတွေအတွက်ဘဏ္ဍာငွေတွေကိုအားတက်သရောပတ်မှုပေးခြင်းဖြင့်လူထောင်ပေါင်းများစွာအားတက်ဖြတ်ပြီးလူပေါင်းတန်းချီကိုနေရာစွန့်ခွာစေခဲ့သည့် စီယိုစု၏နိုင်ငံတော်ရဲ့ရက်ဆက်ကြံ့ကြုတ်သောဂျန်ဖတ်စစ်စင်ရေးကိုအားပေးကူညီနေကြောင်းစီပွားရေးကော်ပိုရိတ်တွေရဲ့ကြံ့ရပါမှုကိုဖြည့်ရှင်းမှုအာဆီယံရဲ့ပြက်ကွက်မှုဟာဒီကြောင်တိုက်ခိုက်မှုတွေစုလိုက်ပြုံလိုက်တက်ဖြတ်မှုတွေနဲ့ကလေးတငယ်များအားတက်ဖြတ်မှုတွေအတွက်လောင်စာဖြစ်ကူညီနေတာဖြစ်ကြောင်းဖော်ပြထားပါတယ်။အာဆီယံအနေနဲ့ကြံ့ရပါမှုကိုဆုံးသက်ရန်စီယိုစုရဲ့ဆက်နွယ်မှု အားလုံးကိုဖျက်တောက်ရန်မြန်မာပြည်သူတွေရဲ့အခွင့်အရေးနဲ့ဒီမိုကရေစီမျှော်မှန်းချက်တွေကိုလေးစားလိုက်နိုင်ရဲ့အချိန်ဖြစ်တယ်လို့လည်း GFN ကထောက်ပြထားပါတယ်ရှင်။ ဒေါ်ဆန်စုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့အချိန်မှာလူလူထောက်ခံလမ်းလျှောက်ပွဲ UK မှာကျင်းပမဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ဒေါ်ဆန်စုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့အထင်မှလူလူထောက်ခံလမ်းလျှောက်ပွဲ UK မှာကျင်းပမယ်လို့မြန်မာ Advance UK ကမေလ28ရက်မှာခုလိုသိပေးဖော်ပြပါတယ်။မေစုနဲ့မြန်မာပြည်လူမျိုးရေးအတွက်သွေးမွေးအေးကြောင့်ငါတို့အတူပြသကြမယ်။လာအတူလမ်းလျှောက်ပါစို့။မင်းနဲ့သားမြေများဝေးကွာနေလဲချစ်ချင်းများဘယ်မှာမယွင်းမီမို့စကမလက်တရိယာချင်းများစွာဖြင့် ြင်အလံစိတ်ချင်းရှက်နှဲ့ဟူတာမြတ်တာမျှဝေတောင်းစုငါတို့အမေလူမြောက်စေရန်စူပောင်းညီစွာလက်တွေ့ဆောင်ရွက် လာလီတို့အတူ ခိုင်မြဲသစ္စာထားရှေးတို့တူရှုကျွေးလို့လှမ်းကြွလူချင်းစုံမဲ့တူညီအီလန်ထက်ငါတို့အတူလက်တွဲခိုင်မလမ်းလျှောက်ပါစုလို့ဖိတ်ခေါ်ထားပါတယ်။ဒွန်ဆဲစုကြည်ရဲ့အသက်80နှစ်ပြည့်မွေးနေ့အထိမ်းအမှန်လူထုထောက်ခံလမ်းလျှောက်ပွဲကို UK နိုင်ငံမှာဆွန်လ10ရက်နေ့မွန်းတက်12နှစ်မှာမွန်းလွဲ2နှစ်ခွဲအထိလှုပ်ဆောင်သွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ ခုနောက်ဆုံးတင်ပြပေးမယ့်သတင်းကတော့ဂျမစီယိုစုဤဖန်စီထိန်သိမ်းပြီးနောက်သေဆုံးသူမျိုးသမီး2ဦးနဲ့မျိုးသား16ဦးစုစုပေါင်း18ဦးရှိခဲ့ပြီးအချင်းနောင်တွင်သေဆုံးသူ2ဦးပါဝင်တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။နိုင်ငံချင်းသားများကူညီဆောက်ရှောက်ရေးတင်မကောက်ယူထားတဲ့သတင်းချက်လက်တွေဟာ2025ခုနှစ်မေလ1ရက်နေ့မှ28ရက်နေ့အထိနိုင်ငံတော်ဝန်၌ဂျမစီယိုစုဤဖန်စီထိန်သိမ်းပြီးနောက်သေဆုံးသူ မျိုးသမီးတဦးနဲ့မျိုးသား16ဦးစုစုပေါင်း18ဦးရှိခဲ့ပြီးကိုမြင်းနဲ့တကွအတီးပြူနိုင်ခဲ့ပြီးအဲ့ဒီထက်မှကျန်တော်တွေသေဆုံးသူ2ဦးပါဝင်တယ်လို့သိရပါဗျ2020ခုနှစ်နိုဝင်ဘာလ4ရက်နေ့တွင်ရန်ကုန်တိုင်းလယ်ကူးမြို့နယ်တကူးကောင်းချေးရွာကြားင်းချေးရွာအုပ်စုရှိဦးကျော်စုခော့ရောပေါ်လေးနေအိမ်တို့ဂျမတ်စီအုပ်စု၏တက်မှရဝိစစ်သား9ဦးကဝင်ရောက်ခဲ့ပြီးမွန်လိုက်အဖွဲနှင့်ဆက်ဆက်နေသည်လို့ဆွဆွဲပြီး၎င်းကိုဖမ်းဆီးခဲ့ပြီးနောက်အင်စီကားဖြင့်လယ်ကူးစစ်ကြောရေးသို့ပို့ဆောင်ခဲ့ပါသည် 2022ခုနှစ်ဒီဇင်ဘာလ9ရက်နေ့မှာအစ္စရေးထောင်တွင်းတရားရုံးမှကျန်းဖို့မှုတိုက်ဖြိဥပဒေပုံမှ90စာမျက်စွဲအရထောင်နှစ်ဆယ်နှစ်ပြည့်တန်ချမှတ်ခဲ့ပြီး၎င်းသည်စစ်ကြောရေးတွင်နှိပ်စက်ညှဉ်းပန်းခံခဲ့ရသောဒဏ်ရာများကြောင့်မကြကနမူလဲသည့်ဝေဒနာခံစားနေရသူဖြစ်တော်လဲတရားရီအကျဉ်းနောက်၌ချုပ်နှောင်ခြင်းခံထားရစဉ်လုံလုံသောကျန်းမာရေးစောင့်ရှောက်မှုများရှိခဲ့တာကြောင့်2025ခုနှစ်မေလ23ရက်နေ့မှာသိဆုံးခဲ့ရပါတယ်ရှင်။ ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့တာကြီးမင်းစစ်သွင်းနဲ့ Car Share တို့ကပေးပို့ထားတာဖြစ်ပါရဲ့ရှင်။